အလုံးမင်္ဂလာပါကျွန်တော်တို့ချက်စီ4ယူနစ်ပြန်လဲကြိုဆိုပါတယ်ကျွန်တော်တို့ချက်စီတင်တဲ့ကလဝါကတ်ကိုတွားရောက်ရှင်ပြန်ကစားတဲ့အခါမှာတရားဝင်လူစင်းထုတ်တယ်ပေါ့နော်ဒီ45ယောက်လာမသိဘူးကျွန်တော်တို့ထုတ်လိုက်တယ်အဲ့ဒီမှာမှကျွန်တော်တို့ဒီတချို့ကစားသမားတွေမပါဝင်တာမျိုးတွေ့ရတယ်ဥမာ Ryan Sterling လို့တွေ့ကြုံရှိရဲ့အဲကစားသမားမျိုးတွေမပါဝင်ဘူး Banchiwe လို့အာကျွန်တော်တို့အတင်းရဲ့ ်ရေနှုံးကထောက်တန်ဖြစ်ခဲ့တဲ့ကသမာမျိုးတွေမပါဝင်ဘူးအပြီးတော့ရီနာဒိုပိုင်ကာလိုကသမာမျိုးအရေးသွေးရှိတဲ့ကသမာမျိုးမပါဝင်ဘူးပေါ့နော်ပြီးတော့နောက်တစ်ယောက်ကပါတော့ဂျာအိုဖီလစ်ဂျာအိုဖီလစ်ဆိုရင်လည်းအရေးသွေးရှိတယ် experience ရှိတယ်ဒီကသမာတွေမပါဝင်တာတွေးရတယ်ပေါ့နော်ဒီထဲမှာမှကျွန်တော်ကဂျာအိုဖီလစ်နဲ့ပတ်သက်ပြီးတော့ဟိုပြောချင်တာပေါ့နော်ဂျာအိုဖီလစ်ဘာကြောင့်မခေါ်သွားတယ်လဲဆိုတော့အမြင်နဲ့ပတ်သက်ပြီးတော့ဟိုမှလည်းပြညီကိုတို့နဲ့အတူတူပေါ့နော်ကျွန်တော်တို့ဆွေးနွေးသုံးသပ်ကြည့်အောင်ဆိုတော့ ။ညီပြားနေနဲ့ကျောင်းဖီလစ်ကိုဘာကြောင့်မခေါ်သွားလဲဆိုတဲ့နေရာမှာကျွန်တော်သုံးချက်လောက်ထိတော့အတွေးတော့မိတယ်။အဲ့ဒါဘာလဲဆိုကျောင်းဖီလစ်ရဲ့လက်ရှိ current form ပေါ့နော်။နောက်တစ်ချက်ကဘာလဲဆိုဒီနီးပြားရဲ့ system နဲ့မကိုက်တာပေါ့နော်။နောက်တစ်ချက်ကဒီအတင်းကတကယ်ရောအလိုမရှိတော့လို့လားဆိုတဲ့အာသုံးချက်ပေါ့နော်ထွက်လာတယ်ဆိုတော့လက်ရှိ current form ကိုပြောမယ်ဆိုရင်တော့ကျွန်တော်ဖီလစ်ကအားရစရာကောင်းနေတာမျိုးတော့မရှိဘူးကျွန်တော်တို့ဟိုအငှားချလိုက်တဲ့ဒီ အစီအမလမှာနေရာမရဘူးကောင်းကောင်းချီစွမ်းမပြနိုင်ဘူးပေါ့နော်ဆိုတော့ဒီလိုမျိုးရှိတယ်ချက်စီမှာတော့ကတော့မစိုးဘူးလို့ဟိုပြောလို့ရတဲ့အနေထားမျိုးပေါ့နော်မစိုးဆိုတာကကျွန်တော်တို့ပွဲထွက်လို့ရှင်တော့ပါရင်မှပါလိမ့်မယ်ဒါပေမဲ့ပွဲထွက်လို့ရှင်မှာပါဝင်တဲ့အခါတိုင်းဒီ conference league မှာတော့ခြေစွမ်းပြတယ်လို့ပြောလို့ရတဲ့ကစားသမားမျိုးပေါ့နော်ဒါပေမဲ့ premier league မှာတော့အဆင်ပြေတာမျိုးတော့မတွေ့ရဘူးဆိုတော့ ောက်တစ်ချက်ကပါလဲဆိုတော့နီးပြားရဲ့ system ကြောင့်လားဆိုတာပြောเสียရှိတယ်အာဒါကကျွန်တော်တို့နီးပြားကတရားဝင်ထုတ်ပြောထားမျိုးတော့တွေးရတယ်ပေါ့နော်အရင်ကကျွန်တော်တို့ဒီကိုပမားနေရာမှာဂျာဖိလစ်ကိုဘာကြောင့်အစားမထိုးလဲစားမထိုးလဲဆိုပြီးကျွန်တော်တို့ဝိုင်းပြီးတော့အားတဲ့အခါမှာဒီနီးပြားကပြန်ဖြေတာကဂျာဖိလစ်ဟာ defensive action အားနေတယ်ပေါ့နော်ကိုပမားလောက်တော့မှတိတ်ပြီးတော့အဆင်ပြေတာမျိုးမရှိဘူးဆိုပြီးတော့တရားဝင်ထုတ်ပြောထားတာဖြစ်တဲ့အတွက်ကြောင့်မို့ system ကြောင့်လားဆိုတဲ့အတွေ့တစ်ခုဝင်နေပေါ့နော်နောက်တစ်ချက်ကပါလဲဆိုတော့ ဒီအတင်းကအလိုတကယ်အလိုမရှိတော့လို့လားဆိုတာမျိုးတွေးလို့ရတယ်။အဲဘာကြောင့်လဲဆိုတော့ဒီဒီနောက်မှရောက်လာတဲ့ Dario Asu ကိုသူ့ရဲ့ကျောင်းနံပါတ်14ပေးပြီးတော့ Cerusio ခေါ်သွားတာကအာကသသမားရဲ့စိတ်တကူရိုက်ချလိုက်ပြီးအာကသသမားရဲ့အနာဂတ်ကိုဖျက်သိမ်းလိုက်ပြီးဆိုတဲ့သဘောမျိုးလားဆိုတာတွေးတရရှိတယ်ပေါ့နော်။နောက်ပြီးတော့အာဂျောင်ဖီလီရဲ့အာစိတ်စိတ်တက်ပေါ့နော်။ဒါဒါကိုသူတို့ attitude ဟိုမကောင်းလို့လားဆိုတော့လေတွေးရစီဒီကမ္ဘာတို့ AC Milan မှာအငှားနဲ့တွားရောက်ကစားလုံးကဘာပြောလဲဆိုတော့အာကျွန်တော်ဒီဂျွန်လာတီရောက်ပြီးအာကျွန်တော်ဒီအသင်းနဲ့ဒီအသင်းရဲ့လူတွေနဲ့ဒီအသင်းရဲ့ကလပ်နဲ့အာဒီ infrastructure နဲ့ကျွန်တော်ကအာလို့မချိအချိဆက်မိနေရဆိုတော့ခံစားချက်တွေရတယ်ပေါ့နော်။ဟောတကယ်လို့ဒီအသင်းကအလိုရှိရဆိုကျွန်တော်ဆက်နေမယ်ဆိုပြီးပြောတာမျိုးလည်းတွေးရတယ်ဆိုတော့အသင်းဘက်ကဒါလေးလဲအာ ဒီပါဝင်မလားပေါ့နော်ဒီကာသမားရေကာသမားကိုခြံထားခဲ့တာဒီအကြောင်းအရာတွေရောပါဝင်မလားဆိုတော့တွေးရရှိတယ်ပေါ့နော်ဆိုတော့ clever ခက်ကြောင်းဟိုပြောရအောင်ပေါ့နော် clever ခက်ကအရင်နဲ့မတူတဲ့ပုံစံမျိုးနဲ့ကျွန်တော်ခင်းချင်းပြသရတယ်အာကျွန်တော်ရှင်ပြိုင်ခိုင်းနေပေါ့နော်ဒီ32တင်ပါဝင်နေအာကျွန်တော်တို့ဒီ experience ရှိပါတယ်ဒီသွေးရှိပါတယ်ဆိုတော့အတင်း၄တင်း၁၀တင်လောက်ပါဝင်နေပေါ့နော်ချက်စီနဲ့အချက်စီအပါဝင်ပေါ့နော်ဆိုတော့ ဒါမျိုးဟိုကျွန်တော်တို့အကြီးသေးအဲမြင့်တဲ့အသင်းအနေနဲ့ရှင်းတိုင်းကစားရမှာကျွန်တော်တို့အနေနဲ့လည်းအကြီးသေးရှိတဲ့ကစားသမားမျိုးတွေအဲလိုအပ်တယ်ပေါ့နော်ဒီဖလားကိုလိုချင်နေဆိုရင်တကယ်လို့ကျွန်တော်တို့အပြော်တန်းသွားကန်တာဆိုရင်တော့ဘာမှအာမပြောလို့ပေါ့နော်ဆိုတော့ဂျောဖိလက်လက်ရှိ current form ကတော့အမှန်တမ်းပြောရင်အားရတဲ့ကတော့အာမရှိဘူးပေါ့နော်ဆိုတော့သူ့ရဲ့အားနေချက်ဆိုရင်တော့လက်ရှိ current form ဖြစ်မယ်ပေါ့နော်ဆိုတော့အားတာချက်ဆိုရင်တော့သူ့ရဲ့ experience အဲ့သူ့ရဲ့အတွေ့အကြုံကဒီကျွန်တော်တို့ချက်စီကိုဒီ C blue C မှာအကူညီပေးနိုင်မယ်လို့တော့ထင်တယ်ပေါ့နော်အဘလူပဲဖြစ်ဖြစ်ပေါ့နော်အနောက်မှာကျွန်တော်တို့ပြီးတော့ရောင်းထုတ်တာကတပိုင်းပေါ့နော်ဆိုတော့ကျွန်တော်အမြင်ရဆိုရင်တော့ခေါ်သွားစေချင်တယ်ပေါ့နော်ဒီကစားသမားကိုခေါ်သွားစေချင်တယ်အဲဘာကြောင့်လဲဆိုတော့ခုနကကျွန်တော်ပွားရုံးလုပ်ခဲ့သလိုဒီအတွေ့အကြုံရှိရဲ့အသိနဲ့ပါဝင်တဲ့ပုံမှာအတွေ့အကြုံရှိရဲ့ကစားသမားတွေကျွန်တော်အသိနဲ့အလိုအပ်တယ်လို့မြင်တယ်ဆိုတော့ခုနကကျွန်တော်ပြောခဲ့သလိုပဲဒီနောက်မှာကျွန်တော်ပြန်ပြီးတော့ရောင်းထုတ်တာမျိုး လှုပ်ခြင်းလှုပ်ပေါ့နော်ဒီစီလူစီကိုတော့ဟိုခေါ်သွားတာအအချိုးမျိုးဖူးလို့ယူဆတယ်ဆိုတော့ဘာလို့လဲဆိုတော့ဒီကျွန်တော် Dario Asu ကိုကျွန်တော်ခေါ်လိုက်တယ်သူ့ရဲ့ကျွန်တော် message လေးကိုပေးလိုက်တယ်ဒီကစားသမားထက်တဲ့စာရင်တော့အစီလူစီမှာသူကပို့ပြီး impact ဖြစ်နိုင်မယ်လို့ထင်တယ်ကျွန်တော်တို့ Chelsea ကိုပို့ပြီးကူညီနိုင်လိမ့်မယ်လို့ထင်တယ်ပြီးတော့နီးပြားရဲ့အတွေးခေါ်အယူဆ system ကို Joao Felix တဲ့တော့ Dario Asu ကိုကပို့ပြီးနားလည်လိမ့်မယ်လို့တော့မထင်ဘူးပေါ့နော်အာဆိုတော့ဒါကြောင့်မို့ကျွန်တော်ကတော့ မနှမ်းပြောရင်ဒါခေါ်သွားစေချင်တယ်ဆိုဒီကူတို့ရောပေါ့နော်ဘလို့မြင်လဲအာခေါ်သွားစေချင်လားပေါ့နော်ဆိုဘလို့ပဲဖြစ်ဖြစ်နီးပြားရဲ့စုံပြည့်ချက်ဖြစ်တဲ့အတွက်ဒီကလဝကတ်ကိုတော့ပါတော့မသွားတော့ဘူးပေါ့နော်အာဒီမှန်လားမှားလားဆိုတာကတော့မကြခင်မှာအဖြစ်ပေါ်နေမယ်ဆိုအာဒါကျွန်တော်အာဒီ ကျောင်းဖီလင်းနဲ့ပတ်သက်ပြီးပေါ့နော်အမြင်နဲ့အမြင်ကိုဟိုပြောပြခြင်းဖြစ်တယ်ညီကိုတို့ရောဘလို့မြင်လဲပေါ့နော်ဝင်ရောက်ဆွေးနွေးကြပါအောင်အားလုံးအားကျေးဇူးတင်ပါတယ်ညီကို